ဒီနေ့ကတော့ဖြိုးကလုံလာတာအရင်ရွယ်ပြီးတော့စားလို့လည်းကောင်းတယ်ကစုံဘလော့ကောက်လေးလုပ်ပြီးတော့စားပြမလို့ပါဖြိုးရဘလော့လေးကိုအဆုံးထိကြည့်ပေးကြပါအောင်ရှင်အလုံးမင်္ဂလာပါရှင်ဖြိုးရဲ့ page ကနေပြန်လည်ကြိုလိုက်ပါတယ်ဖြိုးကကစုံမိုးလောက်ကောက်လို့ဖို့အတွက်အရင်ဆုံးကစုံဥလေးတွေကိုတေးချပြအောင်ဆေးပေးပါတယ်ပြီးရင်တော့ရေထဲမှာပဲတခါတည်းပြုတ်ထည့်ပေးလိုက်မှာပေါ့နော်အကယ်၍မပြုတ်ချင်ဘူးဆိုရင်ကစုံဥလေးတွေအခွန်ခွာပြီးတော့ပေါင်းလဲရတယ်နော် ပြောရတော့ဒါလွယ်လွယ်ကူကူပြုတ်လိုက်ပါတယ်။ကဲအခုတော့ပြုတ်ထားတာလေးရပြီဆိုရင်အအေးခံပြီးတော့အခွန်လေးခွာပေးလိုက်ပါမယ်။ကဲပြောရတော့ရွှေကစုံဥကိုတုံးလာတာပေါ့နော်။အခွန်လေးခွာပြီးရင်တော့ပြိုးတက်ချပြီးသူတို့ကိုခြေပြလိုက်ပါမယ်။အမောက်လေးဖြစ်တဲ့အထိခြေပြရမယ်နော်။ကဲပြီးရင်ဒါကောက်ညင်စံမှာကစုံဦးတစ်ဆထည့်ရင်ကောက်ညင်ကိုနှစ်ဆထည့်ပြရမယ်နော်။ကဲကစုံဦးနဲ့ကောက်ညင်လေးတွေကိုတေချာနှံ့အောင်လို့အရင်မှွေပါ။ပြီးရင်ရေနွေးလေးကိုနည်းနည်းချင်းထည့်ပြပေါ့နော်။ လက်ပူမှာကြလို့ဖြိုးရသတိထားပြီးထဲ့နော်။ကဲပြီးရင်ဒါအရသာလေးနည်းနည်းလေးလေးဝအောင်စားလေးနည်းနည်းထည့်လိုက်ပါရစေ။ကဲနေတဲ့ခါတော့ဆက်ရှိလက်ရှိနဲ့ဒီရင်တွေးလေးကို ဖြိုးလို့ဖြည်းဖြည်းချင်းနည်းနည်းချင်းစီထည့်ပြီးတော့ဖြည်းဖြည်းချင်းနေပြီเนาะနေနေနဲ့အခုလိုလေးဖြည်းပြီးဆိုရင်ဖြိုးလို့နှက်ထားပြီးလိုက်ပါမယ် ်ရဲမှတ်ထားတဲ့အချိန်မှာဖြိုကမောလကောက်နဲ့တွဲစားဖို့ထញ្ញက်ရည်လေးလုံးပါပေါ့နော်ထញ្ញက်ထဲထဲတယ်ပြီးရင်စားလေးနဲ့နဲ့ထဲ့ပြီးတော့ကြိုပေးလိုက်ပါမယ်ခုလိုနေထားရပြီဆိုရင်ဒါထញ្ញက်ရည်ရပါပြီကဲမောလကောက်စားကြတော့မယ်ခုနကဖြိုလို့နှက်ထားတဲ့မုတ်တာလေးတွေကိုကိုလိုချင်တဲ့ပုံစံတိုင်းလက်လေးနဲ့လှိပ်ပြီးတော့ဒါမောလကောက်ပုံစံလေးလုံးပါပေါ့နော်ကဲစီပူပူထဲမှာထည့်ကြော်လိုက်ပါမယ်ထောက်ပါပါ ကဲတစ်ဖက်ကရွှေညူအောင်တန်းလာပါနောက်တစ်ဖက်ကိုလှမ်းပြီးနော်ဒီကစိုးမော်လကောက်ကကြတော့သူကကြော်ပြီးရနည်းနည်းကြာလာလို့ရှိရင်ပြော့သွားတတ်တယ်နော်အကယ်၍ကိုကကြကြထားခြင်းလည်းဆိုလို့ရှိရင်တော့ဆံမုတ်လေးထည့်ပြီးဖြွားကြတော့ဒါချက်ချင်းကြော်ပြီးတာနဲ့စားမှဆိုတော့ပူပူနွေ့နွေ့လေးပေါ့နော်အဲ့ဒါကြောင့်မို့ကြွကြွရလေးစားခြင်းလို့ဆံမုတ်လုံးဝမထည့်တာပါဘူးကိုကတော့နည်းနည်းမာကျင်နေဆိုစံမုတ်ထည့်ပြီးပေါ့နော်။ကဲအခုဆိုရင်ဖြိုးကြော်တာတထည့်ပြီးတထည့်ရလာပါပြီ။ ဒီမော်လကပူပူလေးကိုလေထញ្ញက်ရည်လေးနဲ့တို့စားတဲ့အရာတလုံးဝစားကောင်းတယ်တည်လားကဲစားလိုက်ပါဦးမယ်ကဲအခုဆိုလို့ရှိရင်တော့ပြောရဲကစိုးဦးမော်လကောက်လေးရထားပြီဆိုတော့စားပါတော့မယ်ဒါလက်ကောက်ပေါ့မဟုတ်လက်စုပ်ပေါ့လေဝါးအေးစားကြပါဦးရှင်ပြီးတော့စားပါတော့မယ်ဟွန်းအော် ဆင်းရဲတဲ့အတင်တင်လေးနဲ့မှုန်းနေော်ပါကောင်းနေပါတတိလေးပဲလိုက်ရှာညအထဲမှာလေကစုံဦးဒီနေတွေ့လားမိုက်တယ်နော်အကယ်၍ဒီလိုမိုးရွှေကစုံဦးမရှိဘူးဆိုလို့ရှင်ငချိတ်ကစုံဦးနဲ့လည်းလောက်စကောက်နေတယ်အတူကတော့အယောင်ခင်းအောင်လေးပေါ့နော် 嗯，高油吧。嗯，加入高油吧。 မိုးအေးလေးနဲ့လေအိမ်မှာဘာလို့စားမှန်းမသိဘူးဆိုရှင်ချိုးလို့ကစုံမောလောက်ကလို့လောက်စားကြရနော်အရန်လဲလွယ်ကူရဲ့ဟိုပြလို့ရှင်စီပောက်မှလည်းမကြောက်ရအောင်နော်အခုလိုနည်းနဲ့ကြောကြည့်အရန်ဆားလို့လည်းကောင်းပါလေ။ဒါနောက်ပြောကြပါရှင်ဖြိုးဖိုင်ချက်ပြရောဖိုင်စားပြအောင်လို့ဆိုတော့စမှတ်ကြည့်ပေးကြပါဦးရှင်တတား